ဒီထက်လက်စစ်ထမင်းကြိုက်လေးရှိအောင်နဲ့ထမင်းဟင်းလေးကိုနွေးစားလို့ရတဲ့အပြင်ကိုချက်စားလို့လည်းရတယ်ဆိုတော့အရင်မိုက်လို့ဆန်ကြည့်လိုက်ရအောင်နော်ရက်ဘစ်စီလေးရောက်လာပြီဆိုတော့စားဖောက်ကြည့်လိုက်ရအောင်နော်ဒီနေ့မှာတော့သစင်က you test တဲ့က let's ထမင်းကြိုက်လေးဆန်ပြပါမယ်ရှင်နှစင်းကြိုက်ကကုန်နေလို့သစင်ကတော့ဒီနေ့မှာတစင်းကြိုက်လေးပဲဆန်ပြလိုက်မှာပေါ့နော်ဒါလေးကိုသစင်ဝယ်ထားတာတော့ဘက်လေးရအောင်မပြည့်ဘူးပေါ့နော်အမခန့်လေးလက်ပါတော့မစိုးပြောမယ်ရှင်ပစ္စည်းဒီဇိုင်းလေးကချစ်စရာကောင်းပြီးတော့အယောင်လေးကလည်းပိုဆန်တယ်ပေါ့နော်ဒါလေးကတော့လက်ဆောင်ထည့်ပေးလိုက်တဲ့တူနဲ့ zone လေးပါရှင် let's ထမင်းကြိုက်ဆိုပေမဲ့လည်း၄မိနစ်ပဲနဲ့ပေါ့ပေါ့ပါလီနဲ့တည်သွားတက်လာလို့အရင်ဆင်ပြပါတယ်ရှင်အသွင်းလေးကိုဖြန့်ကြည့်လိုက်ရအောင်နော်ဒီမှာလေးပါသူ့ဒီဇိုင်းလေးကလေး zone ထည့်ထားတာလေးလည်းပါတော့ပေါ့နော်ပြီးရ င်းနဲ့အထက်ကစတီဂျိုင်းခွန်းနှစ်ခုလေးပါပါတယ်အဖုံးပါတယ်ပြီးတော့ဒါကတော့ရင်တွေထည့်ပြီးတော့ပေါ့နော်ချက်ရမယ့်နေရာလေးပေါ့နော်ပါဝါခလုတ်လေးပါမယ်အဝါလေးဝင်လေးထွက်အပေါက်လေးပါမယ်ပြီးတာနဲ့ဒီအဖုံးမှာကျတော့လေရင်တွေငွေထွက်တဲ့အပေါက်လေးပေါ့နော်အဲ့ဒါလေးလည်းပါပါတယ်ရှင်ဒါဆိုရင်တော့လက်စစ်ထမင်းကြိုက်လေးကိုစစ်ဖွင့်ကြည့်လိုက်ရအောင်နော်ဒါလေးကတော့ပလက်ပေါက်ကြိုးလေးပါရှင်နှစ်ပေါက်ထိုးလေးပေါ့နော်ပြန်မှထိုးတဲ့ဟာကျတော့သုံးပေါက်ထိုးပါရှင်နောက်ထပ်စတီကွက်တစ်ခုလေးကြည့်လိုက်ရအောင်နော်အထဲမှာတစ်ခုရှိနေပုံပဲပေါ့နော်အော်ဒါလေးကတော့စန်ဒီရည်တွေချိန်တော့ခွက်လေးပါပေါ့နော်နောက်ပြီးတာနဲ့စာရွက်လို့စာအုပ်လို့အာမခန့်ဟာနဲ့ပြီးတာနဲ့လုတ်ပုတ်လုတ်နေဟာလေးတွေလိုက်ကြည့်ပြီးတော့လုတ်လို့ရတာပေါ့နော်ပြီးသွားတာနဲ့ ဲ့ဒီ ஸ்டீ ခွက်လေးဟာဆိုရင်လည်းပေါ့နော်အပူအအေးခန့်တဲ့ဟာလေးပေါ့နော်၃၃ညလေးဆိုတာပါတော့ပေါ့နော် SUV ဆိုတာကတော့အရင်ကောင်းတဲ့ ஸ்டீ ခွက်လေးပါရှင့်အဲ့ဒါဆိုရင်တော့ရေစီလိုက်ရအောင်နော်ပြီးမှပဲအသုံးပြုပါမယ်ရှင့်အရင်ဆုံးပလက်ပေါက်ရဲ့ကြိုးအတူရှည်လေးကြည့်လိုက်ရအောင်နော်အရင်တို့မနေအရင်လည်းရှည်မနေဘူးပေါ့နော်ပြီးတာနဲ့ဆန်ဆချက်ပါတော့မှာပေါ့နော်ဒါလေးပလက်ပေါက်ထိုးမယ်ဒါတော့ကြက်ဥနဲ့အတာလုံးနဲ့ထည့်ထားတာပေါ့နော်ဒီစာရွက်ထဲမှာကြတော့လေသူအညွန်လေးတွေပါတော့ပေါ့နော်ဆန်ဘလောက်1 gram ဆိုရင်ရေဘလောက်ထည့်ရမှာမျိုးပေါ့နော်သစင်ကတော့ခတ်မှန်ပြီးတော့ထည့်လိုက်ပါတယ်ရှင့်ရေကိုလည်းပေါ့နော်ဆန်ရဲ့နှစခတ်မှန်ထည့်လိုက်တယ်ဆန်စီဘီဝိုင်းဆိုတော့ရေထည့်မှာပေါ့နော်အဲ့လိုလုံးမတက်တဲ့သူဆိုရင်တော့သူပေးထား တဲ့ညွန်တိုင်းပေါ့နော်လိုက်ကြည့်ပြီးတော့လိုက်လို့ပါပေါ့နော်သစင်းလိုမျိုးမခက်မှန်းပါနဲ့ရှင်ပြီးသွားတာနဲ့စတီခွဲရအောင်မှရေထဲဖို့မမေ့ပါနဲ့နော်ဒါတော့ချက်ပြုတ်ဖို့အတွက်ပါရှင်အများကြီးထည့်စရာမလိုပေါ့နော်သုံးပုံတစ်ပုံလောက်ဆိုရပါပြီရှင်ဒီလောက်ဆိုရင်တော့ပေါ့နော်ထမင်းချက်ပြူဝိုင်းဆိုတော့ဟင်းချက်ဖို့ပဲကြံတော့ပေါ့နော်အဲ့ဒါကိုကြက်ဥနှလုံးနဲ့အသားလုံးပပလီထားတဲ့လေထည့်မယ်ရေနေနေထည့်မှာပေါ့နော်အရသာမို့တော့ဘာမှမထည့်တော့ရှင်အသားလုံးကအငန်တက်ရှိနေပြီဆိုတော့လေနော်ဒီချက်ပြုတ်ဖို့အတွက်အောက်မှာထည့်ထားတဲ့ရေအတွက်စိတ်မပူနော်ပေါ့နော်သူ့ရဲ့မိရလေရေဘယ်လိုမျိုးပြောမလဲကြက်သွားတဲ့ခါကျအော်တိုပိတ်ပေးတယ်ရေခံသွားတဲ့ခါကျရင်လည်းအော်တိုပိတ်ပေးတယ်ဆိုတော့မစိုးဘူးနော်လော့ကြအောင်ထည့်မယ်မိ ီပလပ်ပေါက်ထိုးပြီးရာနဲ့ခလုံးနှိပ်လိုက်ရင်တော့မီလေးကပလပ်ပလပ်ပလပ်ဆိုပြီးတော့ချက်ပင်းနေပြီပေါ့နော်ပြီးတာနဲ့သူ့ကိုချက်ပြုတ်တဲ့ခါမှာဒီအဖုံလေးကိုမထည့်တော့နော်နွေစားတဲ့ခါကျမှပဲအဖုံအုပ်ပေးပါရှင်ပြီးရင်လည်းဇွန်လေးကိုမထည့်ထားပါနဲ့နော်ဒါလေးကတော့တပုတ်ပွက်စူပြုတ်နေတာပေါ့နော်သူချက်ပင်းနေတာရှင်နိုင်ဝက်ကြပြီးသွားတဲ့နောက်မှာတော့ထမင်းရောဟင်းရောကျက်ပါပြီပေါ့နော်အဲ့ဒါကိုဖွင့်ဖို့အတွက်ကိုအရန်ပူတယ်တတိထားပါပေါ့နော်ခုလိုမျိုးအုပ်ဖို့လေးနဲ့ဖွင့်ပါရှင်ပြီးရာနဲ့အဖုံဖွင့်တဲ့ခါကျရင်ငွေရိုက်တက်လို့အဲ့ဒါကိုလည်းတတိထပ်ထားပါပေါ့နော်ဒီမှာလေးပါကြည့်ပါနော်အငွေတထောင်ထောင်နဲ့ရိုက်နေတာပေါ့နော်ဒီမှာလေးပါသူ့ရဲ့အောက်ဆိုလည်းရေစခံပြီးဆိုတော့သူ သူမိပိုက်သွားတယ်ထမင်းဟင်းကလည်းကြက်သွားတယ်ဆိုတော့အတော်ပေါ့နော်အဲ့ဒါလေးကိုစားကြည့်လိုက်ပါမယ်ပေါ့နော် ထမင်းလေးရဆိုရင်လည်းလုံးဝကိုအစ်ဆက်ပြီးတော့လေနော်ဒီချက်ဥပောင်လေးရဆိုရင်လည်းအတော်လေးပဲပေါ့နော်အဲ့ဒါဆိုရင်တော့ပူပူလေးနဲ့တလုံးလောက်အရင်စားလိုက်ဦးမယ်နော်ပြီးမှပဲဆက်ပြောပါမယ်ဒီလက်စစ်ထမင်းကြရဆိုရင်ချက်ပြီးသားထမင်းဟင်းတွေဆိုရင်လည်း9မိနစ်လောက်နွေးလိုက်ရုံနဲ့ပူပူနွေးနွေးလေးစားလို့ရတာမို့ယုံသွားသမားတို့ចောင်းသားတို့တွေအရင်တင့်တော်လို့သိမြင်ပါလေရှင်မဆိုးပါဘူးပေါ့နော်ဒီပစ္စည်းလေးကတော့မိုက်တယ်နော် Okay ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပေါ့နော်ဒီနေ့မှတော့ဇင်ရဟိုရီရှယ်ရှိတဲ့လက်စစ်ထမင်းကြိုက်လေးကိုဆန်ပြပေးလိုက်ပေါ့နော်သူကထမင်းဟင်းတွေကိုနွေးစားလို့ရတဲ့အပြင်ကိုဒီပပော့ကိုပါချက်လို့ရတဲ့ထမင်းဟင်းတွေလည်းချက် က်စားလို့ရတယ်ဆိုတော့မစိုးဘူးလို့ပြောမှာနော်ပေးရတဲ့ဈေးနဲ့အရန်တန်လို့ခန်းစားရပါတယ်ရှင်โอเคသတင်းဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးထူပဲကျေးဇူးတင်ပါတယ်ရှင်နောက်ဒီကြမှာပဲသတင်းကဗာလီတွေစားပြီးတော့ဗာလီတွေစမ်းပြမလဲဆိုတာကြည့်ရှုပါပေးကြပါအောင်နော်အားလုံးနှုတ်ဆက်လိုက်ပါတယ်တတား